မဆက်ဘောဘာပဲသွားခြင်းလဲတင်မအရင်တော့ကိုတို့အများကြီးတောင်းပေါ်လေးဟာလားအိမ်တော်တောင်းပေါ်လေးကိုလို့ထမ်းထားပြီးပြီဆိုတာအခုချိန်မှာကိုဘောဘာလေးပဲသွားခြင်းလဲလူလေးလဲဘောဘာပဲဆက်ဆံခြင်းလဲငါအမင်းသမီး तू ကဘာ तू ကဘာအဲ့လိုပေါ်စားလူလူချင်းပဲမဆက်ဆက်ဆံတယ်အခုနောက်ပိုင်းကြတယ်အဲ့ဒါစိတ်သက်သာရရပေါ့နော်စဝင်စားအောင်ရေးတတ်တယ်သူရဲ့ပညာပဲပေါ့နော်။မဆက်တော့တော့အဲ့လိုမျိုးရေးတတ်ဘူးလေ။ဒီမသိနေတာဟောမဆက်ဖတ်စာမလုပ်ချင်ဘူး။ သူဘောက်တဲ့တော့သူဈေးဟာတော့အကောင်းဆုံးဖြစ်မှာပေါ့နော်ကို့ဘွားတွေပါနေမှာတော့ကို့အတိဆုံးလေဖတ်စာမလိုဘူးလို့ထင်တယ်ဘာမှမရှိဘူးဖတ်စာအစကတည်းကဒါလေးအကုန်လုံးစွန့်ပြီးမှအကြိုက်တဲမသွားချင်ဘူးရင်မောကျက်တယ်လေဒါလေးအကုန်လုံးခဝါချပြီးမှမစစ်အခုချိန်ထိဘယ်လိုခေါ်မလဲကလေးနဲ့ပတ်သက်ပြောလာဆိုတာရှိတယ်ငွေဘယ်ရမလဲနော်မစက်အပြောဆိုတာမိတ်ဆွေအနေနဲ့အောင်တော်မအနေနဲ့ပြောလာရရှိတယ်ဒါပဲ မိမိကသူကအဲ့မှာဗမာစကားကိုပြောရတယ်နဲ့အခက်ခဲရှိတယ်ဒီမှာအဲအများကြီးတော့မဟုတ်ပါဘူးသူရဲ့စူးစမ်းအထောက်အပံ့အများကြီးပဲသူအရင်စူးစမ်းတယ်စကားကိုပြအောင်တော်တော်ပြောอยู่ပါခါကြတယ်ဒါပေမဲ့အဲ့ဒီစက်နဲ့သူเนี่ยလိုက်တာပေါ့နော်အာစကားလည်းမပြီးဘူးနိုင်ငံနိုင်ငံခြားသားပေါ့နော်ညဗမာပြည်ဖွားနိုင်ငံခြားမှာကြီးတဲ့ကလေးပေါ့အဲ့ကြောင့်မို့ဗမာစကားကိုပြောတတ်တယ် အိမ်မမပြင်ဘူးပေါ့ဆန်းနယ်လဲလိုက်ပါစေမလေးလုံးဝမကြအောင်ဘာမှမဆုံးကားစင်နေသူလုတ်တက်တယ်လုတ်တက်တယ်မကြအောင်အဲသူကအလုတ်ပေါ်မှာဟိုလုတ်လို့တာစူးစမ်းရပါတော့အဲ့ကြောင့်လည်းပါတယ်ဖေသူကဟိုအမှုပညာဟိုမှာလည်းသူအမှုပညာကြောင်းတက်ထားဆိုတာလေသူတက်အခက်ခဲသိမရှိရမိမိကသူ့မှာဘယ်လိုခေါ်မလဲအကြည့်ရရှိတာကိုခေါ်မှာပေါ့နော်သူ့မြင်တာနဲ့မမှားလားမရှိဘူး ပေါ်ရွေတယ်ဟိုစိတ်ဓာတ်လေးလည်းကောင်းတယ်လေသူကအဲ့လိုမျိုးအလုပ်မှလည်းအရင်စူးစားဟာကြတာဒါမစလို့နဲ့တော့အံဝင်တာပေါ့အဲ့ဒီမသိနေတာဟိုမစက်ဖတ်စာမတူချင်းလို့သူဘွားတဲ့တော့သူရေးထားတော့အကောင်းဆုံးဖြစ်မှာပေါ့နော်ကိုဘွားလေးပါနေမှာတော့ကိုအတိဆုံးလေဖတ်စာမလို့ဘူးလို့ထင်တယ်စကုတ်ဒီမမအားလည်းမရှိဘူး။အင်းစိတ်ဝင်စားအောင်ရေးတတ်တယ်သူ့ရဲ့ပညာဘက်ပေါ့နော်။မစက်တော့တော့အဲ့လိုမျိုးမရေးတတ်ဘူးလေ။ မဆက်ဘောဘာပဲသွားခြင်းလဲအေးမအရင်တော့ကိုတို့အများကြီးတောင်းဝော်လေးဟာလားအေးတောင်းတောင်းဝော်လေးကိုလို့ထမ်းထားပြီးပြီဆိုတာအခုချိန်မှာကိုဘောဘာလေးပဲသွားခြင်းလဲလူတွေလည်းဘောဘာပဲဆက်ဆံခြင်းလဲငါအမင်းသမီး तू ကဘာ तू ကဘာအဲ့လိုပုံစံလူလူချင်းပဲမဆက်ဆက်ဆံတယ်အခုနောက်ပိုင်းကြတယ်အဲ့ဒါစိတ်သက်သာရရပါနော်ဘာမှမရှိဘူးမဆက်အဆကရေကဒါလေးအကုန်လုံးစွန့်ပြီးမှကြိုက်တယ်မသွားကြည့်ဘူးရင်မောကျက်တယ်လေဒါလေအကုန်လုံးခွာချပြီးမှမစစ်အခုချိန်ထိ ဘယ်လိုခေါ်မလဲကလေးနဲ့ပတ်သက်ပြောလာဆိုတာရှိတယ်။နှုတ်မေဘယ်ရမလဲနော်။မဆက်အပြောဆိုတာမိတ်ဆွေအနေနဲ့ပေါင်တော်မအနေနဲ့ပြောလာရရှိတယ်ဒါပဲ။မဆက်လုံးဖြစ်စေချင်။အဲ့တော့အမြင့်ပညာသမားတယောက်ကစိတ်ဓာတ်ကရည်ရှိသွားဖို့လိုတယ်လေ။အဲတတတော့အဲ့လောက်သွားလိမ့်မယ်မထင်ဘူး။သွားတော့ထိုင်တာအနေနဲ့တော့သူကျိုးစားပန်းသားသူအလွတ်လွတ်တယ်။ဉာဏ်ပညာသမားကြီးမင်းသားမီးရဲ့ဘဝဆိုတာမျိုးလက်ချက်ကဟိုအောင်မြင်တဲ့အောင်မြင်မအောင်မြင်ခြင်းနဲ့မအောင်မြင်ဘူးပေါ့နော်။ ိတ်ပြီးတော့စာဖတ်လို့မရအောင်လေအဲ့တော့အောင်မြင်တော့ဒါအတိုင်းထက်တော့ပေါ့နော်မအောင်မြင်ရင်ဟိုကလေးရေးစိတ်မှာတရားရရလေအအကြောင်သူလည်းအဲ့တော့စူးစမ်းလိမ့်မယ်မထင်ဘူးလားဒီကားလေးကိုလျောင်းကြည့်ရှုပါလို့တကယ်ပကံကားစစ်စစ်မြန်မာကားစစ်စစ်ဖြစ်တဲ့အတွက်ကြည့်ရှုဖို့ဖြစ်ပေါ်ပါ